ီเนี่ยကျမလေနင်းနေလေးပြန်ပြောချင်တာရှိတယ်။ကျမပုံမှန်အားဖြင့်ဆိုရင်ဘယ်သူကပဲကျမကိုဘလိန်ဘလိန် personal ပေါ့နော်။ဟာဗာမင်းမကြီးညာမင်းမကြီးဗာမကြီးညာမကြီးဟာ page တွေဟို page တွေဒီ page တွေတို့ attention အတွက်တင်နေကြတဲ့ဟာတွေအများကြီးရှိတယ်နော်။ဟာတို့ almon thing ကိုတင်ရတယ်ဆိုလို့ရှိရင်ခါရဲ view တွေရသွားတယ်။ဟာခါရဲ comment တွေရတယ် react တွေရဆိုတို့ပတ်စံရတယ်။ကျမကုသိုလ်ရတယ်နော်။ ကျမကုသိုလ်ရတယ်အဲ့အတွက်ကျမလေကျမကိုကြိုက်တဲ့ page ကကြိုက်တယ်လို့တင်တချို့ဆိုလဲတချို့မိန်းမတွေအဲနိုင်ငံရေးအရာပေါ့နော်အမုံနေဆိုပြီးတချို့မိန်းမတွေဆိုအမလေး almond tin ကိုဖိနေကြိုက်တော့ပြီးတနေ့အကျိန်900ဆဲမယ်ဆဲကျမပြောတယ်အကျိန်900မဟုတ်ဘူးအကျိန်တစ်ထောင်ထိုင်ဆဲနေလိုက်ကျမရဲ့ personal ကျမကိစ္စမရှိဘူးနော်ဆဲဆဲဒါကတော့သူအမုံတရားရတော့သူဆဲတာ900မဟုတ်ဘူးတစ်ထောင်ဆဲတစ်ထောင်မဟုတ်ဘူးတနေ့ကုန်လုံးမလုပ်ဖိနေဆဲကျမဒီလိုပြောတယ်နော်ကျမဟို 爸妈重点哪面我学？咱们今天 DVD 看这课，怎么重点子呢？哎，说不愿意的姐啊，DVD 看我先拿长背，喏，DVD 看我先拿长背。那你是读的美安的喏，呃，读啥地读啥道，读哪个大我们是了，白波音说读罢了，白朝阳说读学习呢，那不讲都好办了，喏，把路瞄了没得了？ မာရဲ့ဘာလူမျိုးလဲမိတာလေဘာလူမျိုးလဲမိလို့မွန်လူမျိုးဖြေတာလေအဲ့ဒါကိုဘာမာတာလဲဘာလူမျိုးလဲကိုမွန်လားတချင်ကြားကရင်ချင်မွန်ဒီမာရဲ့ခိုင်ရှင်မွန်အမရဲ့ခိုင်ရှင်ဘာလူမျိုးလဲမိကိုယ့်ရဲ့လူမျိုးကိုဖြေရမှာလေဘာနိုင်ငံသားလဲလို့မေးမှမြန်မာနိုင်ငံသားလို့ဖြေရမှာလေအဲ့ဒါကိုဘာလို့ဖြစ်နေတာလဲသူလောက်တက်တဲ့လူကဘာမှမရှိတော့ဘူးနော်စနေရသူပွဲတိုင်းကြောမမကြီး နော်ဘာလူမျိုးလဲမွန်လူမျိုးဘာနိုင်ငံသားလဲမြန်မာနိုင်ငံသားပြီးပြီလေအဲ့ဒါဟိုဘာဖြစ်တာလဲမွန်လူမျိုးပြောဘာဖြစ်တာသေဝါမှမလို့လားပြောလိုက်စင်သူလောက်တီသူလောက်တက် Okay ညာစီသူထမိုင်အန်ဒီရေနော် Okay နော်ကျွန်မပြောမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါ ကျွန်မပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျွန်မကညွှန်လင်းတယ်နော်ဆိုတော့အားလုံးကြည့်ပြီးသားဖြစ်လိမ့်မယ်နိုင်ငံသားမှာဘာဟဲ့မြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါမွန်မာလို့ဖြေတာဖြစ်တဲ့အတွက်ကျွန်မကကျွန်မတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ချားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာကျွန်မတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျွန်မကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်မကြီးမွန် 喏，哎喽，怎么认得人家棉麻短了？棉麻是还比我弹扎嘞，所以看棉麻了，说棉麻了别骗扎嘞。哎喽，人家那个嘛棉麻弹又蛮细的。对了，棉麻哎喽，毛麻了别让，怎么别变没？ ဒါဒီစကားအစိတ်ခတ်တယ်လို့ခေါ်တယ်။ကျမပုံမှန်အားဖြင့်ဆိုရင် ကျမပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူး။အဲ့တော့အမကြီးလားအကိုကြီးလားတော့မသိဘူး။ကျမကိုနေရာတကာပါတယ်အမလီပါသူ့ထမိန်တွေပါရောညာတွေရောပြောတယ်။ကျမဓာတ်ပုံနဲ့ကျမရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစွန်းနေပါတယ်။ Okay နံပါတ်1အချက်ကျမပြီးမှကြံတဲ့ကိစ္စထပ်ရှင်းမယ်။အရင်ဆုံးသူ့ကိုအရင်ပြောလာအောင်မယ်။ နော်အဲ့တော့ကျမဓာတ်ပုံရင် ကျမရဲ့ personal career ကိုထိခိုက်စော်ကားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ညှိစုံးပါတယ်ကျမတရားစွဲလို့ရတယ်နံပါတ်1အချက်အဲ့တော့ကျမကပြောသမျှစကားတိုင်းကို ပြီးရင်သူမပြောပါဘူးလို့လှုပ်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှဖြေရှင်းလက်ဟုတ်ပြီနော် ကျမပြောသည်မစကလုံးသည် social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ် ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit အေးသိကိုရေနော်ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကိုကျမကတာဝန်ယူတယ်ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်ဟုတ်ပြီနော်ဆိုတော့ကျမကို personal attack လုပ်ချင်တယ်ဆိုရင်တီးခြားလို့ ဒါကကြတော့လူမျိုးကြီးနဲ့တက်ဆိုင်နေတဲ့ကိစ္စကျမဖြည့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွင်းဝါဒစွင်းနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံရထားမှာကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမမြန်မာပြည်ရင်းကကိစ္စကိုပြောတာမဟုတ်ဘူးကျမနိုင်ငံသားကကိစ္စကိုပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဟာဟုတ်ပြီနော်အဲ့တော့ကျမကို ပါစနယ်အတက်လောက်ပြီးတော့မှကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာကို ကျမတရားစွဲလို့ရတယ်နော်အာသူထက်တိသူထက်တော်သူလောက်တက်တာအောင်မရှိတော့ဘယ်ပွင့်ဆိုသူပါလဲဘယ်တော့ကျမဟာကျမတိကျမတက်ပါလေလို့ကျမပြောခဲ့ဘူးသလား ကျမတိပါတယ်ကျမတက်ပါတယ်လို့ပြောခဲ့ဘူးသလားကျမကယ်ရီယာမှာကျမနားလေသလားကျမတိသလားကိုကျမအမြင်နဲ့ caring လုပ်တယ် sharing လုပ်တယ်လို့ကျမပြောခဲ့သားပြီးသားဟုတ်တယ်နော် ဟုတ်တယ်နော်ကျမတိကျမတက်ပါတယ်လို့ဘယ်တုန်းကပြောခဲ့ဘူးလဲကျမတိကျမတက်ပါတယ်လို့ပြောခဲ့ဘူးလေဗီဒီယိုဖိုင်ရှင်ယူလာခဲ့ အေးတီးတဲ့တက်တဲ့ဟာတွေပြောတဲ့ဟာတွေဒီလေတီးလို့တက်လို့ပြောတာအာချောင်ကြီးပြောတာမဟုတ်ဘူးအဲ့တော့နေရတကာပါတယ် attention လို့ကျွန်တော်နေရတကာပါတယ်ပြောအောင်လေဒီအမိုင်းကြီးရဲ့ဝေါ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအမိုင်းကြီးလားအကိုကြီးလားမသိဘူးဝေါ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာ almond thin နာမည် almond thin ဓာတ်ပုံကိုသုံးတော့မှဖြူးရတာသူဟာနဲ့သူတင်တဲ့ပေါ်ချောင်ချောင်ပေါ်ချာချာ post တွေအကုန်လုံးဒီဖြူး900ပြည့်အောင်မရထားဘူး အဲ့တော့ကျမကိုနေရာတကာပါတယ်ပြောအောင်လဲသူ့ဝေါ်ထဲဝင်ကြည့်လိုက်တော့သူများအိမ်တောင်ကွဲတဲ့စာချုပ်ကအစာ attention လိုချင်လို့တင်ထားတဲ့မိန်းမစားမျိုးဟုတ်ပြီနော်ဆွေးနွေးလို့ရတယ်အကြောင်းအရာတစ်ခုကိုဒါပေမဲ့တပားသူကိုပုတ်ခတ်တိုက်ခိုက်လို့မရဘူးကျမပြောတဲ့အကြောင်းအရာမှားတယ်ဆိုဒီအကြောင်းအရာပေါ်မှာအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြောဆိုဆွေးနွေးလို့ရတယ် welcome 怎么嘞？别人么说，说 <music>，长相样的，长得苗个，你娘妈批评你的长样，的 <music>，长得苗。怎么啊？年、老年、生点面面，怎么表叔算女的？怎么八十年三十岁没养的嘛？怎么表哥没有？怎么 video 发你嘛？天天起来就看嘛们媳妇。怎么表人是个龙男的？别人都没表爸，我表妹说，别动啊！怎么个？怎么表哥比他是个龙男个？没表爸不露，年年嘞长相晓的啦。 ပြောဆိုဆွေးနွေးလို့ရတယ်။မိုင်းရိုင်းစော်ကားခွင့်မရှိဘူး။ဟုတ်တယ်နော်။ကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာပြီးတော့ဒါသည် လူမျိုးရင်းနိုင်ငံရေးကိစ္စ။စကားအစိတ်ခတ်နေတဲ့ကိစ္စ။လူမျိုးစွဲကို တိုက်တွန်းနေတဲ့ကိစ္စ။ဖြည့်ရှင်းကျင်နေဆိုရင်နိုင်ငံတော်အဆင့်တရားရုံးမှာဥတိုက်လျှောက်ပြီးတော့မှဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတာကိုဖြည့်ရှင်းမလား။ ဆန္ဒရှိနေဆိုရင်စိန်ခေါ်လိုက်နိုင်ငံတော်အဆင့်တရားရုံးမှာတွေးဆုံဆွေးနွေးပြီးတော့မှ ကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကို ပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ပြီလားအဲ့တော့ကျမပြောချင်တာကနိုင်ငံသားမှာကလေးတွေဟာအလုတ်သွားလောက်ကြတယ်ဆိုရင်ဟေးမြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ် မြန်မာလို့ပဲဖြစ်ရတယ်မြန်မာလို့ပြောရင်တောင်မှ international ကတချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ where are you from ဆိုဘယ်မှာလဲမြန်မာလို့ပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး near thailand ဆိုတော့မှပဲ or ဆိုပြီးဖြစ်တာ or ဆိုတာတကယ်သိတာလားမသိတာလားမသိဘူးအဲ့တော့နိုင်ငံခြားကိုသွားတာ passport မှာဘယ်နိုင်ငံရဲ့ passport နဲ့သွားတာလဲ နိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေတွားရတာအဲ့တော့ခလီတွေကိုအစိမ့်မခန့်နဲ့အစွန်းရောက်တွေမတင်သေးနဲ့မြန်မာပြည်ထဲမှာမေးတာမဟုတ်ဘူးနိုင်ငံเจ้าမှာမေးတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံညာမိတွေမှာမွန်တန်ယုံမရှိဘူးကရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဟွာတာသွတ်သွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကရားကရင်ချင်း ဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့ရာနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလား မြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ်။အဲ့တော့ပြည်တနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေကြက်ကြက်အစိတ်အတောက်တွေလို့ပြည်တနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလား။ ပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေရင်ကနေပြီးတော့မှဟိုပတ်စပို့ရှိတဲ့ကလေးတွေလည်းရှိတယ်ပတ်စပို့မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခတ်နဲ့နိုင်ငံကိုစားပြို့ပဲဖြစ်ရတယ်နိုင်ငံကိုစားပြို့ပဲပြုံးရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံ ီးတော့မှအော်အေးအတန်လေးစကားလေးဝင်နေတော့ဘာလူမျိုးလဲကျမပြောတယ်စကားကို ဗီဒီယိုကိုတေးသေးချာချာရေးရေးလေးလေးနားမထောင်မဲနဲ့ကျမကိုမလေးဘာလဲဘာလဲလို့မေးတာမြန်မွန်မွန်လို့ဖြေတာဘာစူးစမ်းလဲဆိုတာနိုင်ငံသားမှာနိုင်ငံသားမှာမြန်မာပြည်မှာဆိုရင်တော့ဟုတ်တယ်ဘာလူမျိုးလဲဆိုကရင်မွန်ဒီလိုပြောမှာဒါပေမဲ့နိုင်ငံသားမှာကျတော့ဟေးမြန်မာလားလို့မေးဟုတ်တယ်မြန်မာငါတို့နိုင်ငံသားလားဒီလိုစိတ်နဲ့မေးကြတာ တိလားဒီလိုစိတ်နဲ့မေးကြတာမင်းကြီးနိုင်ငံသားမှာနိုင်ငံသားမှာတယောက်နဲ့တယောက်နဲ့တွေ့ကြလို့မေးကြတယ်ဆိုတာဟဲ့မြန်မာလားလို့မေးတာမြန်မာနိုင်ငံသားလားလို့ဒီလိုစိတ်နဲ့မေးကြတာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှောင်းမေးတာမဟုတ်ဘူးကျွန်မတို့ဆိုဒီလိုပဲထိုင်းသွားတယ်ပေါ့ဥပမာထိုင်းရပုံများတယ်လေဟာကလေးတွေတွေ့တယ်ဆိုလို့ရှိရင်လေအိုးကြီးဒီမှာမြန်မာကလေးတွေတွေ့တယ်ဆိုကျွန်မတို့ကလေ အတင်းခေါ်ပြီးကိုယ်နိုင်ငံသားကလေးတွေဖြစ်တယ်ကြာမိုးဖိုးတွေပေးတယ်ကျွန်တော်တို့အတခါတည်းစိတ်ခွန်အားတွေပေးတယ်မြန်မာလားဆိုတာနိုင်ငံသားကိုကိုစားပြုပြီးမေးတာနိုင်ငံသားမှာမြန်မာပြည်မှာမေးတယ်ဆိုရင်တော့ဟုတ်တယ်တင်လားတီတီချာချာဗီဒီယိုကိုဂါဂါနာနာအချမချနာစီသူထမိုင်အန်ဒီရေနော် အာသူထက်တီသူထက်တော်သူလောက်တက်တာဝန်မရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ပြကြရင်သူမဟုတ်ပါဘူးကွယ်ကဲနောက်ပြကြရင် तू မဟုတ်ပါဘူးဆိုတော့ evidence တမောက်ယူလာခဲ့နောက်ပြကြရင်ကျမကပြောပြီးသမျှစကားတွေကိုနောက်ပြကြရင် तू မဟုတ်ပါဘူးဆိုတော့ evidence ကိုယူလာခဲ့ evidence မပြနိုင်ရင်တရားရုံးကစကားပြောမယ်ကျမတကြံအမြောက်မဟုတ်ဘူးနော်အယ်မွန်တင်တမိုင်းကြောင်းကိုစုံစမ်းကြည့်လိုက်အယ်မွန်တင်ကတကြံအမြောက်မဟုတ်ဘူး အာချောင်ပြီးတော့မှအာအယယအာချောင်နေတဲ့သူမဟုတ်ဘူးဆိုရှယ်ပေါ်မှာကျမရက်တည်နေတဲ့အနေထားတရက်ဟာကျမချောင်မလို့ဘယ်စကားအစိမ့်မှကျမမခက်ခဲဘူးဘူးသူတိသူတက်လို့ကျမကိုပြောလာသည်ကျမကယ်ရီယာကျမတက်ကျွမ်းတဲ့ပညာကိုကျမတကယ်တက်လို့ကျမတကယ်ပြောလာဟုတ်လားဆိုတော့အချင်းချင်း ကိုရင်းကတီးကြလို့မလို့အချင်းချင်းညပြောကြလို့မလို့ဆိုလို့ရှိလို့ရှိရင်တော့ဗမာလားလို့မင်းတော့ဗမာမဟုတ်ဘူးကချင်း၊ကယား၊ကရင်ချင်းဒီလိုဖြစ်မှာပေါ့ဟေးမြန်မာလားဟေးမြန်မာတော့မြန်မာလားဆိုရင် နိုင်ငံကိုမေးတာပါ လူမျိုးကိုမေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့တွေကဘာဖြစ်လို့လူမျိုးဆွေးတွေအရန်အဆွဲကြီးတာလဲဘာဖြစ်လို့လူမျိုးဆွေးတွေအရန်အဆွဲကြီးတာလဲ ျမတို့တွေကအကုန်လုံးတသွင်းနဲ့တသားနဲ့တနိုင်ငံထဲမှာနေတဲ့လူတွေပဲမဟုတ်ဘူးလားကျမတို့တရုတ်မှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ဟုတ်လားကလားမှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ကျမတို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာပင်မလူမျိုးကြီးရနေပြီးတော့မှကျမတို့လူမျိုးခွဲတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ကနိုင်ငံကိုစားပြုတဲ့လူမျိုးနိုင်ငံကိုစားပြုတဲ့နာမည်ကိုပဲသုံးပါတယ်အဲ့တော့ဗမာဆိုတာကလည်း နော်ဗမာဆိုတာကလည်းကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဗမာမြန်မာဆိုတာကနိုင်ငံမှာပြည်အောင်စုမြန်မာနိုင်ငံတော်ဤမြန်မာဆိုတာနိုင်ငံမှာအဲ့တော့ကျမတို့ကနိုင်ငံသားမှတွေ့ကြတယ်ဆိုမြန်မာလားဆိုတာကိုယ်နိုင်ငံသားတွေကိုဒီလိုမျိုးမေးတာပါလူမျိုးကိုသိချင်တာမဟုတ်ဘူးအဲ့တော့ဘာဖြစ်လို့ဒီတိုင်းရင်းသားဝါရာဆိုရင်ယူအရန်ဆွဲကင်ထားရတာ ဟုတ်လားကျမတို့တွေကတယောက်နဲ့တယောက်နဲ့ယဉ်ကျေးမှုတွေဖလှယ်ပြီးတော့မှကျမတို့တွေရှောင်းခေါက်ဆွဲဆိုလဲကြိုက်တာပဲကျမတို့ဆိုကရင်ကရင်တာလဘောဆိုလဲကြိုက်တာပဲဟုတ်တယ်နော်ဟာမော်နေရဲ့ငနန်ဟင်းဆိုလဲကြိုက်တာပဲကျမတို့တွေဟုတ်လားရှမ်းကခေါပုတ်ဆိုလဲကြိုက်တာပဲလीကျမတို့တွေကသသွင်းနဲ့သသားနဲ့တနိုင်ငံနဲ့ရလူတွေမဟုတ်ဘူးလားချစ်ခင်စီလုံးရမှာမဟုတ်ဘူးလားအဲ့တော့ငါတော့မော်မလို့ငါတော့ကရင်မလို့ရခိုင်မုတ်တီကျမတို့ကြိုက်တာပဲမဟုတ်ဘူးလား ဟလာငါတို့ကတော့ကချင်မလို့ငါတို့ကတော့ကြင်ရမလို့အဲ့လိုတွေလက်သီးလက်မောင်းတန်းနေစရာဘာလို့လို့လဲအဲ့ဒါတွေကိုကပဲရပဲနဲ့ကတ်တွက်ပြီးပြောနေစရာဘာလို့လို့လဲမြန်မာလားမြန်မာဟုတ်တယ်မြန်မာနိုင်ငံသားဒါဆိုရင်ကျမမေးပါအောင်မယ်အဲ့နိုင်ငံသားသွားတဲ့သူတွေနိုင်ငံသားမှာအလုံးလုံးနေတဲ့သူတွေဘာ passport ကိုကင်ထားလာလဲဘယ်နိုင်ငံတော်အလန်နဲ့ဘယ်နိုင်ငံတော်တစိမ့်ပါတဲ့ passport ကိုကင်ထားလာလဲ အဲ့တော့ကျမကရင်ကျမနိုင်ငံသားမှာကျမကအကြောင်းတစုံတရာဖြစ်တယ်ဆိုရင်ငါကရင်လို့ပြောလို့ရလားပြောလို့မရဘူးမြန်မာမြန်မာမြန်မာငါမြန်မာဟုတ်လားငါကရင်လို့သွားပြောလို့မရဘူးကျမနဗန်ချင်းခံရမှာပေါ့အဲ့တော့ရေစားမြေစားနိုင်ငံရဲ့ချားမှာကျမတို့တွေကနိုင်ငံကိုစားပြုတဲ့အတုံးတုံးကိုပဲတုံးတုံးရမယ်ဒါ အကြောင်းတစုံတရာ ရှိလာရင် နိုင်ငံရဲ့ကာကွယ်မှုကိုရမှာဟုတ်လားနိုင်ငံရဲ့အကာအကွယ်ကိုရမှာအဲ့တော့ကျမတို့တွေကမွန်ကချင်းကရင်ကညာနိုင်ငံသားမှာပြဿနာတစုံတရာတက်ရင်ဘယ်နိုင်ငံသားအနေနဲ့ပြဿနာဖြေရှင်းရလဲဘယ်နိုင်ငံသားအနေနဲ့နာမည်ဆိုးထွက်လဲ မြန်မာနိုင်ငံသားဟုတ်လားရုတ်တရက်နားထောင်လိုက်ရင်မှန်တယ်လို့လို့ねမြန်မာနိုင်ငံသားမုံလူမျိုးဒါပေမဲ့ကျမတို့ကရေးစားမိသားမှာတယောက်နဲ့တယောက်နဲ့မေးကြတယ်ဆိုဟဲ့မြန်မာလားဆိုမြန်မာပဲပေါ့နိုင်ငံကိုပြောတာလေအဲ့ဒါနိုင်ငံကိုမေးနေသွားလဲနိုင်ငံကိုကိုစားပြူပြီးမေးတာပြီးတော့မှသာဟုတ်တယ်ကျမမွန်ကျမကရင် ကျွန်တော်ဆိုမလို့အဖဲနေအောင်ကျွန်တော်တို့ကရင်မှာကရင်မှာကျွန်တော်ဆိုမလို့အဖဲနေအောင်မပြောဘူးဟုတ်လားအဲ့တော့ passport နဲ့သွားတဲ့သူတွေဆိုရင်မြန်မာနိုင်ငံ passport နဲ့အကြောင်းတစုံတရာရှင်မြန်မာတန်ယုံနယ်ပဲမြန်မာနိုင်ငံတော်ဆိုင်ရာတန်ယုံနယ်ပဲကျွန်တော်တို့ဆက်သွယ်ပြီးလုပ်ရတယ်ဟုတ်လား no အဲ့တော့ကျမကို တင်ညာစီသူထမိုင်အန်တီရေနော်အာသူထတဲ့သူထတော့သူလောက်တက်တာဟုတ်မရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်သူကြောင့်သူမဟုတ်ပါဘူးကွဲကဲဘာလူမျိုးလဲမိတာလေဆိုတော့ကျမပြောတာကဆွေးနွေးလို့ရတယ်အဆင့်တန်းရှိရှိဆွေးနွေး personally ကျမတို့တိုက်ခိုက်လို့မရဘူး အဲ့တော့ page တွေကနေပြီးတော့မှဘယ်နာမည်မဖော်ဘဲနဲ့ page အတူတွေနိုင်ငံခြားကနေထားတဲ့ page တွေကနေပြီးတော့မှ personal တိုက်ခိုက်တာတွေကိုအတူယူပြီးတော့မှရုပ်ကြီးအတန်ကြီးနဲ့ကျမတို့ personal တိုက်ခိုက်ရင်တရားရုံးရောက်သွားမယ်နော်တရားရုံးရောက်သွားမယ်ကျမ career မှာကျမကျွမ်းကျင်တယ်ကျမတိလို့တက်လို့ပြောနေတာအဲ့တော့ဒီလောက်ပြောတယ်ဆိုရင်တော့မှ social မှာကျမတန်းစင်းပြီးပြောနေရပြီ အဲ့တော့မကျေနပ်ဘူးထပ်ပြီးဆွေးနွေးခြင်းသေးတယ်ဆိုရင်တရားရုံးတရားရုံးကိုချိန်လိုက်တရားရုံးမှာဆက်ပြီးဆွေးနွေးမယ်ဒါမှမဟုတ်ကျမကတရားရုံးမှာဆွေးနွေးဖို့စာပို့ပေးရမလားဒီအမိုင်းစာပို့ပေးရမလားစာပို့ပြီးဆွေးနွေးမလားကျမက personal ဒီလိုမျိုးပုံစံနဲ့ကျမက personal လာမတိုက်ခိုင်းနဲ့ကျမကတိုင်းပြည်နဲ့လူမျိုးတယောက်နဲ့တယောက်နဲ့ချစ်ခင်ကြဖို့ပြောထားတဲ့ video file ဒီ video file က ျမလူမျိုးရင်းအစိတ်ခတ်ပြီးပြောထားတဲ့ဗီဒီယိုဖိုင်မဟုတ်ဘူးတိုင်းရင်းသားအချင်းချင်းချစ်ခင်ကြဖို့နိုင်ငံကိုချစ်ဖို့လူမျိုးကိုချစ်ဖို့ကျမကကိုယ်နိုင်ငံကိုစားပြုတဲ့တိုင်းရင်းသားလူမျိုးတွေဆိုတဲ့အကြောင်းအရာကို ရှင်းပြထားတာကျမလူမျိုးရင်းသွေးခွဲစကားပြောထားတဲ့ post မဟုတ်ဘူးတရားရုံးမှာရှင်းကျင်သလားပြောဟမ်ဒီအမကြီးတရားရုံးမှာရှင်းကျင်သလားလို့ ပြောတော့နေရာတကာပါတယ်ကိုစကားကိုကိုတာဝန်မယူနိုင်ဘူးအယ်မွန်တင်ပြောခဲ့တဲ့စကားလုံးတိုင်းအခုချိန်ထိ online ပေါ်မှာ social ပေါ်မှာအကုန်ရှိတယ်စင်းလုံးဝါလုံးနဲ့စကားကို ပြောခဲ့တာတခေါက်မှမရှိဘူးကျမပြောခဲ့တဲ့စကားလုံးတိုင်းဒီကျမပြောလိုက်တဲ့ video တိုင်း video တိုင်းမှာတခုမှပညာမရလိုက်ဖဲနဲ့အလွတ်အာအာရရအာချောင်ပြီးပြောလိုက်တဲ့ဟာတခုမှမရှိဘူး အတွေးခေါ်ဖြစ်စေအသိအမြင်ဖြစ်စေဘ ഹു တုတာဖြစ်စေတခုခုပါသွားအောင်ကျမအမြဲပြောတတ်တဲ့သူမျိုးဒီဗီဒီယိုဖိုင်ရဲ့အစအဆုံးဟာလေနိုင်ငံဆိုတာဘာလူမျိုးဆိုတာဘာအဲ့တော့နိုင်ငံသားမှာဆိုရင်နော်ဘယ်လိုဆိုတဲ့ဟာကိုကျမက ရှင်းပြထားတာအငင်းပွားစရာမရှိအောင်လို့ ိုမျိုးတစ်ဖက်ဆွန်းရောက်တည်ကြမလို့မူရင်းရေးထားတဲ့စာရင်းသူတော်မှပဲသူ့ post ကိုဖျက်လိုက်ရတယ် why me အဲ့လိုမျိုးတွေဖြစ်လုံးအကြီးလို့ဒါပေမဲ့ကျမတို့တွေကဘလို့ပဲဖြစ်ဖြစ်အခုဆိုရင်ကလေးတွေနိုင်ငံညောင်အရန်သွားတဲ့အချိန်မှာကျမတို့တွေက white ဖြစ်အောင်ကလေးတွေကိုတင်ပေးလိုက်ရမယ်အမြင်ချင်းမြောင်းလို့မရဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကျမတို့ကနိုင်ငံကိုကိုစားပြုပြီးဖြည်တာဒါလင်းကျမတို့ကတစ်ခုခုဖြစ်လာရင် အကာအကွယ်ဒီနိုင်ငံရဲ့အကာအကွယ်ကိုရရှိမယ် 这样问你奶奶多嘞对不对？这样问你奶奶多嘞对不对？后背啦，喏，哎呦，这样有嘛偏心真的啦，大外表怎么累？